ထိတ်တန်း K-pop group တွေရဲ့ဂန္ဓဝင် live stream များအားလုံးမင်္ဂလာပါ K-pop နဲ့ခွဲခြားမရနိုင်တဲ့အရာတစ်ခုကိုပြပါဆိုရင် live stream ကိုပြရမှာပါဖန်တယောက်ရဲ့ဘဝမှာမီးလင်းတုတ်ချောင်းလေးကိုကင်ပြီးကိုအားပေးတဲ့အဖွဲ့ကိုတွားရောက်အားပေးနိုင်မှုကအိမ်မက်တစ်ခုပါပဲဒါဟာ K-pop ရဲ့မှော်ဝင်ခမ်းနားတဲ့အခိုက်အတန့်တစ်ခုလည်းဖြစ်ပါတယ်ပရိသတ်တွေကသူတို့အားပေးတဲ့အမှုပညာရှင်ရဲ့ကိုစားပြု plastic ကိုဝေယံပြီးအားပေးကြတဲ့အခါအလှပဆုံးအလင်းပင်လေးကြီးကိုမြင်တွေ့ရပါတယ် တချို့လူပညာရှင်တွေကအဖွဲလိုက်တင်မကပဲဒီကိုရောအနေနဲ့ပါကိုပိုင် live stick တွေရှိကြပါတယ်ဒီနေ့တင်ဆက်ပေးချင်တာကတော့ဒီကိုရောလှုပ်ရှားနေကြတဲ့ K-pop idol တွေရဲ့ live stick တွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးကတော့ K-pop ရဲ့ဘယင်ကြီး G-Dragon ရဲ့ live stick ဖြစ်ပါတယ် G-Dragon လိုနုပညာရှင်တယောက်စီက solo live stick လာမယ်ဆိုတဲ့အခါပရိသတ်တွေကအယမ်းစိတ်လှုပ်ရှားနေကြပါတယ်။ G-Dragon ရဲ့ live stick ဟာသူ့ရဲ့ go by style, Daisy Band အပွင့်မှာပွင့်ပတ်တစ်ချက်လစ်လက်နေတဲ့ပုံစံလေးဖြစ်ပါတယ်။ ဖွင့်လိုက်တဲ့အခါ live stick ကအယောင်ဆုံးအယောင်ပြောင်းလဲနိုင်တယ်လို့ပွင့်ပတ်တစ်ချက်ချင်းစီကလည်းတက်တက်လို့အယောင်ဆုံးပြောင်းလဲနိုင်ပါတယ်။ဒါပြင် live stick ထည့်ဖို့ပန်းအိုလီတစ်ခုလည်းပါဝင်နေပါသေးတယ်။ Blackpink Lisa ကလည်းသူ့ရဲ့တကူတော် Elban Alter Ego နဲ့တကဘာလုံးကိုကင်လှုပ်နိုင်ခဲ့ပါတယ်။ Favorite မှာတော့ Live လွှင့်နေရင် Lisa ကသူ့ရဲ့ official solo live stick ကိုထုတ်ပြခဲ့ပြီးပရိသတ်တွေကိုသူ့ရဲ့ live stick အမည်လေးပြခဲ့ပါတယ်။ လိုက်စတစ်ရဲ့ဒီဇိုင်းကကျဲပုံစံလေးဖြစ်ပြီး Rockstar Lisa ရဲ့ဆွဲဆောင်မှုနဲ့တယောက်တည်းတောက်ပနိုင်တဲ့ပုံစံနဲ့လဲလိုက်ဖက်နေပါတယ်။ဒီလိုက်စတစ်ဟာ Lisa နဲ့သူ့ပရိသတ်တွေကြားကလေးနက်တဲ့ချိတ်ဆက်မှုကိုလည်းဖော်ပြပေးနေပါတယ်။ Aizo Mama Dio ဟာသူ့ရဲ့အန်အောစရာကောင်းလွန်လာတဲ့ vocal ဆွမ်းရည်ကြောင့်လူသိများကြွကြားပါတယ်။ဒီ ਉਹ က Aizo မှာပထမဆုံးကိုပိုင်လိုက်စတစ်ရရှိတဲ့မမလေးဖြစ်ပါတယ်။ ဒီ ਉਹ ကသူ့ရဲ့ထုံးစံအတိုင်း plastic ကိုကြိုတင်ကြီးညာထားခြင်းမရှိဘဲဆိုးမှပြုတ်လုတ်ကျင်ပါခဲ့တဲ့ဒီ ਉਹ ရဲ့ official character pop-up store မှာပရိသတ်ကို surprise တိုက်ခဲ့ပါတယ်။ plastic design ဟာဒီ ਉਹ ရဲ့နာမည်ရင်း dragon suit ကိုပုံဖော်ပြုတ်လုတ်ထားပြီး netizen တွေကတော့မီးတုပ်ကြီးလိုလိုဆေးတောင်ကြီးလိုလိုနဲ့တူရယ်ဆိုပြီးနောက်ပြောင်နေကြပါတယ်။ big bang member တွေကလူတိုင်းကိုယ်ပိုင် plastic ရှိကြပါတယ်။ big bang ရဲ့ main vocalist ထဲရန်ဟာသူ့ရဲ့ decorative plastic ကိုပြီးခဲ့တဲ့နှစ်မှာထုတ်ခဲ့ပါတယ်။ ထရန်ရဲ့ lipstick ကထီပုံစံကိုမှ နေကိုကိုစားပြုထားတဲ့အဝါရောင်အလုံးလေးပါဝင်နေပါဗျ။နောက်ဆုံး Big Bandman မှာတဲဆောင်းကလည်းမနစ်ကပဲ light stick ရရှိထားပြီးသူကတော့ကြားလက်ဝါးမှာ D level လို့ရေးထိုးထားပါဗျ။ Shiny ရဲ့အငယ်ဆုံးမှန်မှာ Thaemin ကလည်းကိုပိုင် light stick ရှိတဲ့အမှုပညာရှင်တစ်ယောက်ပါ။ Thaemin ကသူ့ရဲ့ solo wall တို့ Ephemeral Girls အတွက် light stick ကိုမနစ်ကထုတ်ခဲ့ပြီး light stick ရဲ့ design က Thaemin ရဲ့အမှုပညာစံမှုနဲ့ပဏံရလိုက်ဖက်နေပါဗျ။ ဒီဆိုလိုအမှုပညာရှင်တွေရဲ့ live stick တွေကအမှုပညာရှင်တယောက်ချင်းစီရဲ့တကူရောအမှုပညာခီးလန့်ကိုဖော်ပြပေးနေသလိုအမှုပညာရှင်တွေပြိသက်တွေကြားကအထိပယ်ရှိပြီးအကောက်နဲ့ချိတ်ဆက်မှုကိုဖော်ပြနေပါတယ်။ပြိသက်ကြီးကြိုက်နှစ်သက်တဲ့ live stick တွေအကြောင်းကိုလည်းပြောခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်ရှင်။